This is Radio Free Asia. The following program is in Burmese. တော်ရရှိမြမင်္ဂလာပေါင်းနဲ့ပြည်ဆောင်ကြပါစေခင်ဗျာ။ RFA လွတ်လပ်တဲ့အာရှတန်ရဲ့မြန်မာပိုင်းစီစဉ်တဲ့ကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြောက်ကြပါခင်ဗျာ။ တော်ရရှိမှာခင်ဗျာကျွန်တော်တို့ပထမဦးစွာတရင်တွေကိုတင်ပြတဲ့အခါဒီကျမတရင်သုံးတာကတော့ဆရာလေးအပားရည်54ပါးတရင်သုံးတယ်ပြန်တော်မူသွားတာကတော့74ပါးတရင်နှစ်ပတ်နီးပါးရှိလာပြီဖြစ်တဲ့မြမငလျင်ဘေးနောက်ဆုံးအခြေအနေနဲ့အတူလုံးနိုင်တဲ့လူတွေပေါ်မှာအခုလိုကြီးလုံးလိုက်တယ်ဆိုတဲ့ဟာမှာတော့အရန်စိတ်မကောင်းစရာလည်းကောင်းတယ်အခုလက်ရှိမှာလည်းလူမှုကလည်းလူမှုပဲပြန်ဆောက်ရှောက်နေတာပါကျွန်တော်တို့ကိုကြီးဖို့လည်းလူမှုပေါ်မှာတော့စိတ်မကောင်းပါဘူး ဲ့တော့ကျွန်တော်တို့ဒါကိုရက်တန့်လိုက်ပါပြီဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောပြလို့ပါလေဗျပုဂ္ဂလိကကဲဆယ်ရေးလုပ်ငန်းတွေအပေါ်စစ်ကောင်စီဘက်ကထိန်းချုပ်ကန့်သတ်မှုတွေအပါအဝင်အပြည့်အစုံကိုအခုပဲကြားရတော့မှာပါခင်ဗျာမြန်မာနိုင်ငံမှာငလျင်ဘေးကြောင့်တေဆုံးသူအရေအတွက်3600ကျော်ရှိသွားပါပြီ။စစ်ကောင်စီရဲ့အပီလ၈ရက်ည6နာရီသတင်းတွေအရ ေဆုံးသူ3645ဦးဒဏ်ရသူ9018ဦးပျောက်ဆုံး148ဦးရှိတယ်လို့ဆိုပါတယ်။ငလျင်ဘေးတင်သူတွေကိုကုညီကယ်ဆယ်ဖို့နိုင်ငံပေါင်း20ကကယ်ဆယ်ရေးဝန်ထမ်း1900ကျော်ရောက်ရှိနေပြီလို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ငလျင်နဲ့အကြီးအကျယ်ခံခဲ့ရတဲ့သခိုင်းမြို့မှာတော့တေဆုံသူ900လောက်ရှိတယ်လို့စစ်ကောင်စီဘက်က ပြောပေမဲ့ကဲဆယ်ရေးသမားတွေနဲ့ဒေသခံတွေရဲ့အပြောအရတေဆုံသူ1000ကျော်လောက်ရှိတယ်လို့သိရပါဗျ။ စကိုင်းမြို့ပါရမီရက်ွက် သူတေတကတိလရှင်စာတင်တိုင်းမှာဆိုရင်အစ်စ်မြင့်ចောင်းဆောင်တစ်ခုပြိုကျပြီးအသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းတိလရှင်တပါးဖြစ်သူဒေါ်တင်စာကြီးကမိန့်ကြပါတယ် ဒီကျမတရင်သုံးတာကတော့ဆရာလေးအပားရင်54ပါတရင်သုံးတယ်ပြန်တော်မူသွားတာကတော့74ပါအသက်ရှိထင်ရှားရှိနေတာတော့ခုအပား40ရှိပါတယ်အပား40ထဲမှာဆရာလေးသုံးပါတန်ရာရရှိထားတယ်သုံးပါထဲမှာတန်ရာရရှိထားတာတပားကတော့ခြေတော့ဖြတ်လိုက်ရတယ်အငယ်လေးတပားကတော့ခါလေးထိသွားတယ်လို့တော့ပြောတယ်အခုအကြီးဆုံးတပားကတော့ရန်ကုန်ပြည်သူ့ဆေးရုံမှာဆေးဝါးကုခံယူနေတယ်အဲ့ဒီသူတေတကတီလရှင်စာတင်လိုက်ဟာတိုင်းရင်သူမိဘမဲ့ကလေးတွေကိုလက်ခံစောင့်ရှောက်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ် ငလျင်တန်းကြောင့်စကိုင်းမြို့ရဲ့90ရာခိုင်နှုန်းလောက်ပျက်စီးသွားခဲ့ရတယ်လို့မြို့ကန်တွေက RFA ကိုပြောပါတယ်မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမှာဆိုရင်လေအစင်လာကြီးမားတဲ့နာမည်ကျော်မစိုးရင်ကြောင်းတိုက်မှာတန်ဃာတော်39ပါးငလျင်ဘေးကြောင့်ပြန်လည်တော်မူသွားခဲ့ရပါတယ်။တတ်တန်း120နီးပါးရှိပြီဖြစ်တဲ့မစိုးရင်ကြောင်းတိုက်ဟောင်းကကျောင်းဆောင်12ဆောင်းလုံးကြေမွပျက်စီးသွားခဲ့ရတယ်လို့တန်ဃာတော်18ပါးလည်းပြန်လည်တော်မူသွားခဲ့ရပါတယ်။ အလားတူမစိုးရင်တိုက်တဲ့ဟာဆိုရင်လေ60ရာခိုင်နှုန်းလောက်ပျက်စီးမှုရှိခဲ့ပြီးစာတင်သားတန်က20ပါးပြန်လွန်သွားခဲ့ရပါတယ်မြန်မာနိုင်ငံမှာပြည်တွင်းပြည်ပငလျင်ဘေးကုညီကဲဆယ်ကြီးအဖွဲ့တွေကိုလွတ်လွတ်လပ်လပ်လှုပ်ရှား권မပြုတော့ဘဲကြိုတင်ခွင့်ပြုချက်ရယူဖို့ဒေတာအာဏာပိုင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုဆက်သဖြင့်ထိမ့်ချုပ်ကန့်သတ်မှုတွေလှုပ်ဆောင်သွားဖို့စစ်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဧပြီလ9ရက်နေ့ကပြောထားပါတယ်ဒီအခြေအနေတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပြီလို့ပုဂ္ဂလိကကူညီကယ်ဆယ်ရေးအဖွဲ့တချို့က RFA ကိုပြောပါတယ်။အသေးစိတ်တင်ပြချက်ဆောင်းမအပြည့်အစုံကိုမကြခင်ထုတ်လွှင့်ပါပါခင်ဗျာ။ငလင်ဘေးသတင်းတွေတင်ပြလို့အပြည့်မှာပြည်တွင်းစစ်ဘေးနောက်ဆုံးအခြေအနေသတင်းတပုတ်ကိုဆက်ချင်ပါတယ်။ချင်းပြည်နယ်မှာအရေးပါတဲ့ဖလန်းမျိုးနဲ့စကိုင်းတိုင်းအထက်ပိုင်းကအင်းဒေါ်မျိုးနယ်တွေကိုတိုင်းသားလက်နက်ကိုင်ပူးပေါင်းတပ်တွေကအပြစ်သက်သိမ်းပိုက်လိုက်ပြီလို့ဒေသခံတွေက RFA ကိုပြောပါတယ်။ ဖလန်းမျိုးကိုချင်းညိနောင်တပ်ဖွဲ့ကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကတည်းကစတင်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်အချိန်9လကျော်အကြာ2025ခုနှစ်ဧပြီလ9ရက်နေ့မှာနောက်ဆုံးကြံနေတဲ့စစ်ကောင်စီရဲ့မျိုးဆောင်တပ်ဖြစ်တဲ့ခလာရ268တက်စခန်းကုန်းကိုအပြစ်သက်သိမ်းပိုက်ပြီးမြို့တစ်ခုလုံးကိုအလုံးစုံထိန်းချုပ်လိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ဖလန်းမျိုးမှာလူတထောင်ကျော်နေထိုင်ပြီးမြို့ကန်တွေဟာတိုက်ပွဲစတင်ချိန်ကတည်းကဘေးလွတ်ရာဒေသတွေအပြင် အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဘက်ကိုထွက်ပြေးတင်းရှောင်နေခဲ့ကြရပါတယ်။ချင်းပြည်နယ်မှာမြို့နယ်၉မြို့နယ်ရှိတဲ့ထက်ကတွန်းဆန်မတူဘီမင်းတက်ကံပက်လက်ပလက်ဝနဲ့ဖလန်းမြို့နယ်၆ခုကိုတိုင်းရင်းသားလက်နက်ကိုင်တပ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားပြီးကြံ၃မြို့နယ်ဖြစ်တဲ့တီးဒိန်ဟာခါနဲ့ထန်တလန်မြို့နယ်တွေကိုတော့စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ပါတယ်။အလားတူ စကိုင်းတိုင်းအထက်ပိုင်းကအင်ဒိုမြို့နယ်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကဧပြီလ9ရက်နေ့ညကပဲ အပြည့်အသက်တင်ပိုက်လိုက်ပြီလို့ PDF စီးသတင်းရက်ကွက်က RFA ကိုပြောပါတယ်။ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကတော့တလောက်ပါပဲခင်ဗျာ။ရရှိမှာခင်ဗျာကျွန်တော်တို့လွတ်လပ်တဲ့အာရှအတန်း RFA ဟာ လောလောဆယ်မှာရက်တီရန်ပုံငွေမရေရာတဲ့အခြေအနေတချို့နဲ့ကြုံတွေ့နေရတာကြောင့်အစီအစဉ်တွေကိုပုံမှန်အတိုင်းမဟုတ်ပဲအကန့်အသတ်နဲ့ပဲစူးစမ်းတင်ပြနေရတာဖြစ်ပါတယ်။ RFP ကိုနားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ဆက်လက်ပြီးသတင်းဆောင်မတွေကိုစကြမှာပါခင်ဗျာ။မန္တလေးကျုံးမေးကနေရာပြောင်းရွှေ့လိုက်ရတဲ့ ငလျင်ဘေးသင့်ပြည်သူတွေနေရာတက်မှာရာသီဥတုထံကိုစိုးစိုးရွားရွားခံစားနေရပြီးတော့မိုးလုံလေလုံတဲတွေလိုအပ်နေပါတယ်ဒီအကြောင်းကျွန်တော်တို့ RFA ဝိုင်းတော်သူဒေါခင်ခင်ဤရဲ့တင်ပြချက်ကိုနားဆင်နိုင်ကြပါပြီမန္တလေးကျုံးဘေးမှာယာယီခုံလုံးနေရာကနေစစ်ကောင်စီကအတင်းကျပ်နေရာရွှေခိုင်းလို့ကျုံးရဲ့မြောက်ဖက်တန်းကသူ့ဓမာဇီရတန်းကိုရောက်လာတဲ့ငလျင်ဘေးသင့်ပြည်သူတွေမိုးလုံလေလုံယာယီတဲတွေလိုအပ်နေတယ်လို့အဲ့ဒီသူတွေက RFA ကိုပြောပါတယ် စစ်ကောင်စီကနှုတ်ဆုံးထားရွှေခိုင်းတဲ့ဧပြီ9ရက်ညမှာပဲမန္တလေးမှာမိုးလေပြင်းပြင်းထန်ထန်ရွာခဲ့တာကြောင့်သူ့တမဇေယျဘေးမှာနေချရတဲ့သူတို့အားလုံးတညလုံးမအိပ်ရပဲမိုးရေဆူဆူနဲ့ဖြတ်တန်းခဲ့ကြရတယ်လို့ငလျင်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ကိုကျော်ကျော်ကပြောပါတယ်ဒီမှာတဲရလူတာကဒီမှာအဆောင်ရရတာဟာတွေကသူတို့ကမိုးလုံလီလုံကတက်သူတို့ကဆင်ပြေနေကြတယ်ဒါပေမဲ့အဆောင်ထဲမှာဆောင်ရွက်ဘေးမှာရှိတာမိုးလုံလီလုံမလုံနိုင်ဘူး ဲ့ဒါကြောင့်လည်းသူတို့ကအားရတွေတေးတဲ့တားကရေးကြည့်နေပါတယ်မိုးလို့ကအတွဲတော့မှာဆိုတဲ့သူတို့တော့အဆင်ပြေပါတယ်အပြင်မှာနေတဲ့ဟာတွေကမနေ့ကလည်းညဒီမုန်တိုင်းဖြစ်ပြီးတော့ကျွန်တော်တားကိုဒုက္ခရောက်နေပါတယ်နေရာရွှေခိုင်းတဲ့သူတွေကမိုးလုံနဲ့ ठी တွေတဲတွေလာပေးမယ်လို့ပြောခဲ့ပေမဲ့ဧပြီလ10ရက်နေ့ဒီနေ့အထိတစုံတစ်ခုမှလာမပေးဘူးလို့ငလျင်ပေးတဲ့ပြည်သူ နောက်တအူးကလည်းပြောပါတယ် မိုးတွေလည်းလိုက်တဲ့ချိန်ကတော့ထီးမိုးကလည်းပိုင်းရလဲပေးမယ်ပေးမယ်ဆိုပြီးတော့သူတို့ဘက်ချီမှာပဲယူထားလိုက်တယ်မိုးကခုချိန်ဒီလက်ထီးမရဘူးဒါကသမီးတို့ဝယ်ထားတဲ့ဟာလေးနေပဲလာတာအင်ကြီးတွေကလည်းကုံဆွဲနေသွားတယ်မင်းကမိုးမိုးတွေလေးတွေတိုက်တော့မုတ်တွေပါရင်ညာတွေဝေတဲ့ချိန်ရင်းနေပါရောအရှိတန်းတွေပါရယ်ရတယ်လို့အရှိတွေကျော်ဝေတော့အရှိတွေကျော်ရတယ်ဒီအနောက်ကလူတွေကဘာမှမရဘူးသမီးတို့မှအသက်60အဖွားကြီးယူကြောင်မူကြောင်ဘာကြီးလဲပါတယ်ဟိုကတေးပလေးပေါက်ချလိုက်တယ်ဘာမှမကြည့်သမီးတို့ဒီမှာအိတ်ဒီမှာစားအဲ့လိုမျိုးဖြစ်နေရတယ် ူတို့တပတ်ရှိရလောက်ယာယီခိုလုံခဲ့တဲ့မန္တလေးကျုံးဘေးမှာဆက်ပြီးညအိပ်ပိုင်ခွင့်မရှိတော့ဘူးဆိုပြီးလော့စပီကာနဲ့လိုက်ပြီးအော်နေတာကြောင့်ကုသူတော်ဖះအနီးကျုံးရဲ့မြောက်ဖက်သူ့ဓမ္မစီရတန်းကိုအားလုံးရွှေ့ပြောင်းပေးခဲ့ရတယ်လို့ငလျင်ဘေးဒုက္ခတဲ့နောက်တူကလည်းပြောပါတယ်မိုင်းနဲ့လိုက်អော်တယ်လိုင်းမောင်ជုံလိုင်းမောင်မှာဒီလိုလိုင်းနဲ့ជုံမှာမိုင်းနဲ့လိုက်អော်တယ်ညာအိပ်ပိုင်ခွင့်မရှိဘူးညာအိပ်ပိုင်ခွင့်မရှိဘူးဆိုကြော်ဒီဘက်ជួយလိုက်တာဗျာ နေစရာမရှိတော့လို့လမ်းဘေးရောက်နေတဲ့သူတို့ဒုက္ခတွေတွေညဘက်မှာမိုးလေတွေတိုက်တဲ့တန်ခံရပြီးဒုက္ခမျိုးမျိုးကြုံနေရတယ်လို့ငလျင်ဘေးဒုက္ခတဲ့နောက်အမျိုးသမီးတဦးကလည်းပြောပါဗျာ။ကံဆုံးမှသွားလျံမိုးလိုက်လို့ရွာဆိုတော့ပုံမျိုးပြစ်နေပါဘူး။ဒီတိုင်းတက်ပြစ်နေပါတော့အခုနေစရာမရှိတော့နေရာတက်တက်ဖြစ်နေငရင်းရလှုပ်နေတော့ဒုက္ခမျိုးမျိုးကြုံနေတာသုံးနေကြရတယ်ပေါ့။ ျုံဘေးကနေအများနည်းသူပြောင်းရွှေ့လာတဲ့နောက်ထပ်မျိုးသမီးတဦးကတော့အခုလိုဇရက်တန်းမှာတီးတီးတန့်တန့်နေခွင့်ရတာပိုပြီးကောင်းတယ်လို့ပြောပါတယ်။ခုလိုခွဲလိုက်တော့じゃတကယ်ဒုက္ခရောက်တဲ့လူနဲ့မရောက်တဲ့လူနဲ့ကွာသွားတာ။ခွဲသွားတာပေါ့နော်။ဒုက္ခရောက်တဲ့လူကဒါရက်ွက်တဲ့အကုန်သီးသန့်အကုန်လုံးဒီမှာလာစု။ကျုံဘေးမှာကြတော့ကျွန်တော်တို့ဘာမှမဖြစ်ဘဲနဲ့လာယူတဲ့လူတွေအများဆုံးပါလာပြီးတော့မှလူလာတွေじゃကိုပါနာမည်တွေပြက်ပြီးဘာမှမရတော့။သူကဝင်းဝင်းလူကြတော့ ကိုလုံးသိရုပ်ပြတ်သွားတာပေါ့ဒါကတော့အကုန်လုံးအမှန်ကန်တို့ကရောက်တဲ့လူတွေငရင်နဲ့ပြီးတဲ့လူတွေကြီးပဲအကုန်လုံးရက်ွက်တိုင်းရက်ွက်တိုင်းရပါငလျင်ပဲတင့်ပြည်သူတွေနေစရာခက်ခဲဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရမန္တလေးတိုင်းစီးပွားရေးရာဝန်ကြီးဦးသိန်းထေးကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေကြားတာမရှိပါဘူး။ မြို့သားညီညွတ်ရေးအစိုးရ NUG ကမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ပြင်းအား9.8ရှိတဲ့မြင်းကလင်းကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ပဲခူးမြို့နယ်ကနေအိမ်စုစုပေါင်း28,448လုံးထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ3,300သိန်းနီးပါးငလျင်တန်းခံခဲ့ရတယ်လို့ဧပြီလ6ရက်နေ့ကထုတ်ပြန်ပါတယ်။ နေလျင်ကြောင့်ဒီမြို့နယ်၄ခုမှာတေဆုံးသူ3049ဦးရှိပြီးဒဏ်ရာရသူ2593ဦးရှိတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြပါဗျ။ဒေါက်ခင်ခင်ဤကတင်ပြခဲ့တာပါခင်ဗျာ။ဟုတ်ကဲ့ တော်ရရှိမှာခင်ဗျာဆောစောကကျွန်တော်တို့တရင်ထဲမှာတင်ပြခဲ့သလိုပါပဲငလျင်ဘေးစဉ်ပြည်သူတွေအရေးတကြီးအကူအညီတွေလိုအပ်နေချိန်မှာစစ်ကောင်စီဘက်ကထိန်းချုပ်ကန့်သတ်မှုအစ်စ်တွေထပ်မံထုတ်ပြန်လိုက်ပါတယ်ဒီအခြေအနေတွေကြောင့်လက်ရှိငလျင်ဘေးကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်းအများအပြားဟာလုပ်ငန်းရပ်ဆိုင်းရတော့မယ့်အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီအကြောင်း RFA ဝိုင်းတော်သားကိုစိုင်းဝနာရဲ့တင်ပြချက်ကိုနားဆင်နိုင်ကြပါပြီခင်ဗျာ ငလင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့ဒေသတွေမှာပြည်သူတွေအရေးကြီးအကူအညီလိုအပ်နေတဲ့အချိန်စစ်ကောင်စီဟာကုညီကစရေးလုပ်ငန်းတွေအတွက်တင်းကျပ်တဲ့အမိန့်တွေထုတ်ပြန်လိုက်ပါတယ်။ကုညီလူဒန်းမှုတွေကိုဒေသအာဏာပိုင်တွေကတဆင့်လူဒန်းဖို့ကြိုတင်ခွင့်ပြုချက်ရယူဖို့စတဲ့ကန့်သက်ချက်တွေကြောင့်ငလင်ဘေးကုညီကစရေးလုပ်နေတဲ့အဖွဲ့တွေလုပ်ငန်းရပ်ဆိုင်းရမယ့်အခြေအနေဖြစ်လာပါတယ်။မန္တလေးမြို့ရှိဆိုင် Pride အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတယောက်ကတော့သူတို့ရဲ့ကုညီကစရေးလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပြီလို့ RFP ကိုပြောပြပါတယ်။ သူတို့ကလည်းဘာလုံးနိုင်လဲဆိုဘာမှမလုံးနိုင်ဘူးလုံးနိုင်တဲ့လူတွေပေါ်မှာအခုလိုကြီးလုံးလိုက်တယ်ဆိုတဲ့ဟာမှာတော့အရန်စိတ်မကောင်းစရာလည်းကောင်းတယ်အခုလက်ရှိမှာလည်းလူထုကလည်းလူထုကိုပဲပြန်ဆောက်ရှောက်နေတာပါကျွန်တော်တို့ကိုညီဖို့လည်းလူထုအပေါ်မှာတော့စိတ်မကောင်းပါဘူးဒါဒီတိုင်းကြီးဟိုအဆင်ကိုမပြေနေတာပါကျွန်တော်တို့တွေကအဲ့တော့ကျွန်တော်တို့ဒါကိုရက်တန့်လိုက်ပါပြီဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောပြလိုပါလေဗျဟုတ်ဗျနောက်ထပ်မန္တလေးမြို့ခြေဆိုင်ကယ်ဆယ်ရေးဖွဲ့တစ်ခုကလည်းသူတို့ရဲ့ကိုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒေသအာဏာပိုင်တွေဘက်ကတားဆီးမှုတွေလုပ်လာတယ်လို့ဆိုပါတယ် ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုလွတ်လပ်လပ်လပ်သွားခွင့်မပြုတော့ဘဲကြိုတင်ခွင့်ပြုချက်ရယူဖို့ဒေသအာဏာပိုင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့စစ်ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကဧပြီ9ရက်နေ့မှာပြောဆိုခဲ့တာပါအဲဒီနောက်ငလင်ဘေးအခြေခံစားတောက်ကုံထောက်ပံ့မှုတွေကိုလည်းမြို့နယ်စစ်ကောင်စီအာဏာပိုင်တွေကတဆင့်လူဒန်းဖို့ဧပြီ6ရက်နေ့မှာစစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်ငလင်ဘေးတင့်ပြည်သူတွေကိုကုညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူတယောက်ကတော့ ။ကုညီထောက်ပံ့ရေးပစ္စည်းတွေကိုစစ်ကောင်စီလက်ထဲမထည့်ပေးနိုင်ဘူးလို့ RFA ကိုပြောပါတယ်။ကျွန်တော်အဲ့လိုတောင်းမယ်ဆိုရင်ကျွန်တော်တို့လုံးဝမှတို့လက်ထဲကိုလုံးဝဆင့်မပေးနိုင်ဘူးကြ။တို့တို့ကိုလည်းနှူးမှပါအစီအစီမယ်ထင်လို့နော်။တို့လက်ထဲကိုဆင့်မယ်ဆိုရင်လုံးဝမှဆင့်မပေးနိုင်ဘူးကျွန်တော်တို့ကလူပဲနဲ့တင်ရတယ်နော်။စစ်ကောင်စီရဲ့ကန့်သက်ချက်တွေနဲ့ပတ်သက်လို့သခိုင်းမန္တလေးနဲ့ရှမ်းပြည်နယ်တွေမှာကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်း၁၀ကျော်ကို RFA ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။သူတို့အားလုံးကလုပ်ငန်းယာယီရဆိုင်တာဒါမှမဟုတ်လုံးဝရဆိုင်တာမျိုးအထိလုပ်ဖို့စီစဉ်နေတယ်လို့ပြောပြပါတယ်။ အရက်ဖက်အဖွဲ့အစည်းတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းရင်သူတို့ကိုထောက်ပံ့ကူညီနေတဲ့ဒေသတွင်းနဲ့နိုင်ငံတကာအလှူရှင်တွေရဲ့ယုံကြည်မှုကြဆင်းမှာနဲ့အမှန်တကယ်အကူအညီလိုအပ်နေသူတွေရှိမရောက်မှာကိုစိုးရိမ်နေကြတာပါ။ငလင်းဘေးတင်ပြည်သူတွေဟာသူတို့နေစဉ်ရက်တည်ရဲအတွက်အရက်ဖက်အဖွဲ့တွေရဲ့ကူညီထောက်ပံ့မှုတွေပေါ်အဓိကမိခိုနေရတာလည်းဖြစ်ပါတယ်။ပရိုက်တာအဖွဲ့တွေလူဒန်းမှုနှဲသွားရင်ဒုက္ခရောက်နိုင်တယ်လို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့မန္တလေးမြို့ကငလင်းဘေးတင်ပြည်သူတယောက်က RFI ကိုပြောပြပါဗျာ။ ိမ်ကပြိုကျသွားပြီးတရေမှာသွားနေလို့ရှိရင်လည်းအဲ့ဒီမှာလည်းဘရဟတိကပြစ်ချစ်လာပြေးလို့ရှိရင်လည်းကျွန်တော်ပုံမှန်မရဘူးအဲ့ဒီမှာတာဝန်ခံတွေကပြစ်ချစ်ကိုခိုးယူရတယ်သူဒုက္ခရောက်နေတဲ့လူတွေပုံမှန်မရဘူးဆိုရပါကဘာမှတစ်ခုမှတောက်ဆန်ကြလည်းမရှိဘူးဆိုတော့နောက်ဘရဟတိကလည်းဖက်ပြီးတော့သူတို့ဘလို့လာမှမသိဘူးသူတို့အားလေအနောက်ရဆုံးအောင်မှဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ဒုက္ခရောက်မှာပါဒါတွေကစစ်ကောင်စီကတော့ဘာကြောင့်ဒီလိုကန့်သက်ထိန်ချုပ်မှုတွေလုပ်ရတယ်လဲဆိုတာထုတ်မပြောသေးပါဘူး ဒါပေမဲ့ရခိုင်ပြည်နယ်မှာ2023ခုနှစ်မိုးခါမုန်တိုင်းကာလတုန်းကလည်းကုညီကယ်ဆယ်ရေးပစ္စည်းတွေအရခတ်တက်တော့ AAC ရောက်ရှိနိုင်တယ်ဆိုတဲ့စိုးရင်ချက်နဲ့စစ်ကောင်စီကကန့်သက်ထိန်းချုပ်တာတွေလုပ်ခဲ့တယ်လို့ရပ်ဖက်အဖွဲ့အစည်းတွေကပြောပြပါတယ်။အခုငလင်ဘေးမှာလည်းပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့တိုင်းသားလက်နက်ကင်တွေရှိထောက်ပံ့ရေးပစ္စည်းတွေရောက်ရှိနိုင်တယ်ဆိုတဲ့စိုးရင်ချက်ကြောင့်ကန့်သက်ထိန်းချုပ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းနှုကို RFA ကဒီကနေ့ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိသေးပါဘူး။ နိုင်ငံရေးလေလာတုံးသက်သူဒေါက်တာလကျော်စောကတော့စစ်ကောင်စီဟာပြည်သူ့ဘက်ကမစင်စားဘဲအနာတိမြေရှုထောင့်ကနေစဉ်းစားနေတာလို့ဝေဖန်ပါတယ်။ဘဘာဝဘေးရနေရည်ဖြစ်လာပြီးဆိုရင်အဲတုံ့ပြန်တဲ့အစိုးရရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့နော်အဲပြောနိုင်တာဒီအစိုးရပြည်သူလူထုအကျိုးဘလောက်ကိုစားပြုလဲဆိုတာပြောနိုင်တယ်။သူတို့ကတော့သူတို့အနာမြဲဖို့ပဲလေပြည်သူတွေသေသေးကြေကြေဘာဖြစ်ဖြစ်ပေါ့အဲဘယ်သူဘာဖြစ်ဖြစ်အဲ့ဒါသူတို့ရဲ့စိတ်ဓာတ်ကိုပြတာဗျ။ ကုလသမဂ္ဂပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ငလင်ဘေးတင်ဒေသတွေကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလွတ်လွတ်လပ်လပ်တောင်းခွင့်ပြုဖို့နဲ့လုံခြုံရေးအာမခံချက်ပေးဖို့စစ်ကောင်စီကိုတိုက်တွန်းနေပါတယ်။ကုလသမဂ္ဂအစည်းတွေကငလင်ဘေးတင်ဒေသတွေမှာနေထိုင်သူ18တန်းကျော်ရှိပြီးအဲ့ဒီတက်ကလူဦးရေ9တန်းကျော်ဟာငလင်ဒဏ်ကိုအပြင်းထန်ခံစားနေရတယ်လို့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေပါတယ်ခင်ဗျာ။ RFP လွတ်လပ်တဲ့အာရှတန်ရဲ့ဒီကနေ့အတွက်ထုတ်လင့်ချက်တွေကတော့ဒီလောက်ပါပဲခင်ဗျာတော်တာရှင်မြန်မာပြည်သူများဘေးရန်ပေါင်းကအမြန်ဆုံးကင်းဝေးပြီး You, you have been listening to Radio Free Asia